အလုံးမဲမင်္ဂလာပါရှင်ပွေကိုကင်း channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဆံများရွက်လုံနီလေးမိထားကြလို့အိမ်မှာလူစားဖြစ်တုံးလေးဗီဒီယိုလေးရိုက်ထားဖြစ်ပါတယ်ရှင်ပဝင်ပစ္စည်းနေပြီးတော့လိုရတာလဲလွယ်တာမို့ဆိုင်မှာဝယ်ရခရင်ဒီလိုလေးလိုက်လုပ်ကြည့်နော်မုံနေစားလုပ်ဖို့အတွက်မှုဆန်အစိမ့်မုံကိုအထုပ်တဝက်ထည့်ပါမယ်ဒါလေးကတော့ပီလော့ပီနန်ကုံးမှုလေးပါမူသားအီအီလေးဖြစ်အောင်ထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါမယ် စားလေးကိုလည်းအနည်းငယ်ထည့်လိုက်ပါမယ်။ရေကိုတော့ဖြည်းဖြည်းချင်းထည့်ပြီးမှုပေးပါမယ်။ခက်ကျစ်စ်အနီထားလေးဖြစ်တဲ့အထိထည့်လိုက်၊မှုလိုက်လုပ်ပေးပါမယ်နော်။ရေကတော့250မဲလောက်ထည့်ထားပါတယ်။မုန်နစ်လေးတွေရပြီဆိုရင်တော့နိုင်ဝမ်းလောက်ခဏနှက်ထားပါမယ်။မုန်လုတဲ့အခါမကက်အောင်လို့စီလေးအရင်တုပ်ပေးပါမယ်။ရေပပွဲစုံရဲ့အိုးထဲမှာထက်ပေါင်းမှုအတွက်မုတ်ပန်းလေးကိုအရင်ထည့်လိုက်ပါမယ်။ ုနဆက်ထားတဲ့မုန်နစ်လေးကိုခတ်ထည့်ပြပါမယ်ရှင်။ပြီးရင်တော့မိပြင်းပြင်းနဲ့9မိနစ်လောက်ပေါင်းလိုက်ပါမယ်နော်။ဆံများလေးတွေအခုလိုမျိုးကျက်ပြီဆိုရင်2မိနစ်လောက်အေးအေးခံပြီးတော့ဘန်းနေကနေဖြည်းဖြည်းချင်းခွာလို့ရပါပြီရှင်။ဘန်းကိုစီးတုပ်ထားတာမို့လို့အလွယ်တကူပဲခွာလို့ရပါတယ်ရှင်။ကဲအခုဆိုရင်ကောပြန့်သိမ်းလုပ်ဖို့ဆံများရွက်လေးရပါပြီရှင်။ ီဆံများရွက်လေးတွေကိုခက်သေးသေးညက်ပြီးကြိုက်လန်နဲ့ကြော်စားရင်လည်းအရင်စားလို့ကောင်းပါတယ်ရှင်။ဟုတ်ကတော့ဒီတစ်ခါဆံများရွက်လေးတွေကိုသုံးပြီးအိမ်မှာပစွန်ဆံများလေးတင်ဆက်လေးကိုလှူစားဖြစ်ပါရရှင်။ဆံများကိုပြန်စရင်လုံနီလေးကိုတော့ဗီဒီယိုလေးတင်ထားပေးပါရရှင်။နောက်ထပ်ဟင်းချက်နီလေးတွေရောမုတ်လုံနီလေးတွေပါအမြဲတင်ပေးတော့မှာဖြစ်လို့ပို့ရချက်နေလေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်။အားလုံးပဲနောက်ဗီဒီယိုကြရင် ပြန်တွေ့မယ်နော်။